်မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်မြောက်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်စင်ရေးကြရှုံမှုလက်ပေးလက်ယူမှုများဖြင့်အရေးယူခံရသောနမခတိုင်းမှုဘုံမူကျုပ်မျိုးမင်းထွေဤစနီနှင့်မိသားစုဝင်များကိုပါစစ်တပ်ကဖမ်းဆီးတိုင်းမှုအသည့်ဘုံမူကျုပ်ကျော်သူရတာဝန်ဆယူပြီးစစ်စေးယုံကိုသွားစစ်စေးတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နေမီဖြစ်သောစကိုင်းတိုင်းနှင့်ချင်းပြည်နယ်တွင်စစ်စင်ရေးကြရှုံးမှုလက်ပေးလက်ယူမှုများအပြင်အရေးယူခံရသောနာမခတိုင်းမှုဗိုလ်မှူးချုပ်မျိုးမေထွေးဤစနီနှင့်မိသားစုဝင်များကိုပါစစ်တပ်ကဖမ်းဆီးထားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရယ်နိုဝင်ဘာလ10ရက်ဝန်းကျင်မှစတင်ပြီးတိုင်းမူဟောင်းဗိုလ်မှူးချုပ်မျိုးမေထွေးကိုနေပြည်တော်စစ်ရုံးကဖမ်းဆီးစစ်ဆေးခဲ့ကြောင်းမူလကဇနီးနှင့်မိသားစုဝင်များကိုမုံရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတိုင်းမူနေအိမ်တွင်နေထိုင်ခွင့်ပေးခဲ့ကြောင်း တို့ရတွင်တိုင်မှုဘုံမှုချုပ်မျိုးမင်းထွေးတွင်လက်ပေးလက်ယူမှုများပေါ်ပေါက်လာပြီးနောက်ဇနီးနှင့်မိသားစုဝင်များကိုစစ်တပ်ကခေါ်ယူဖမ်းဆီးသွားကြောင်းသိရပါသည်။ဖမ်းနေဆိုတာထက်ယာယီထိန်းသိမ်းလိုက်တယ်ဆိုရင်ပုံမှန်မင်းဇနီးနှင့်မိသားစုဝင်တွေကိုလည်းစစ်တာတွေရှိပါသည်။အခုကဇနီးရောမိသားစုဝင်တွေရောသားသမီးတွေရောအကုန်ထိန်းသိမ်းခံထားရတယ်ဟုနေပြီးတော့စစ်ပတ်တဲ့ရေမြစ်ကပြောဆိုပါတယ်။လက်ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဘိုးချုပ်မျိုးမင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးချဆောင်မှုများဖြင့်ရာတို့မှဖေရှားစစ်ခုံယုံတင်လိုက်ပြီးနောက် ကလောမစေဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးဘုံမှုကျုပ်ကျော်သူရောက်ကိုတိုင်းမှုအသည့်ဖြစ်ခန့်အပ်လိုက်ပါတယ်။နောက်မှခတိုင်းမှုအသည့်ဖြစ်လာတော့ဘုံမှုကျုပ်ကျော်သူရောက်မှကလောစေဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်မှတိုင်းမှုယာရုတို့ယာရုတို့ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။၎င်းမှာစစ်တက္ကသိုလ်အပတ်စဉ်40မှာပြက်ပြီးနိုင်ငံတော်ကောက်ွယ်ရေးတက္ကသိုလ်အမတ်ခွနဲ့စစ်စစ်ရေးကိုကဲမှုဌာနချုပ်မှုစေဦးစီးတက္ကသိုလ်တို့တွင်ယာရုတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ တိုင်းမှုတဲ့ဘုံမှုချုပ်ကျော်သူရမှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ရောက်ရှိနေပြီးစာတင်တာဝန်ယူနေပြီဖြစ်ကြောင်းယနေ့တွင်မုံရွာမျိုးပေါ်ရှိစစ်စေးရုံများသို့သွားရောက်အားပေးကြည့်ရှုခဲ့ကြောင်းသိရပါတယ်စစ်တပ်၏ဖမ်းဆီးအရေးယူမှုခံလိုက်ရသောအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဟာဘုံမှုချုပ်မျိုးမဲထွေသည့်အလုတ်တင်ဘိုးတင်တန်းတေဆ26မှာဖြစ်ပြီးတမ71လောက်ကင်ဒေသကုတ်ကဲမှုစစ်ဌာနချုပ် ကြောင်မဲအမတ်တင်စစ်စင်ရေးကိုကဲမှုစစ်ဌာနချုပ်တို့တွင်တမမှုတာဝန်ယူခဲ့က MNDAA ထံတွင်လက်နက်ချအငြင်းခံခဲ့သူလည်းဖြစ်ပါရယ်ဆလပင်းတီးတိမ်မျိုးအဝင်ရှိစစ်တပ်ဂိတ်ကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်သုံးပန်းနှစ်ဦးနဲ့အတူလက်နက်ခဲယမ်းများသိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါရယ်ချင်းပြည်နယ်တီးတိမ်မျိုးအဝင်ဆိုင်းဘုတ်အနီးရှိအချမ်းဖတ်စစ်တပ်ဂိတ်ကိုသိမ်းပိုက်ခဲ့ရာစစ်သုံးပန်းနှစ်ဦးနဲ့အတူလက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်း PDF ဇိုလန်ကထုတ်ပြန်ပါရယ် ရမန်နီနိုဝင်ဘာလ28ရက်နေ့နဲ့8နာရီခန့်ကတီတိတ်မြို့အဝယ်ရှိဂျိုဆိုဘာအီဆိုင်ဘုတ်အနီး၌တက်ဆွဲထားသောအကြံဖက်စစ်ကောင်စီ၏လက်အောက်ခံခလာရ269တပ်သားများကိုချင်းညီနောက်တပ်ဖွဲ့ဝင်များကဖွင့်ရောက်တိုက်ခိုက်ခဲ့ရာစစ်တုံးမနှုတ်နှင့်အတူလက်နက်ခဲယံအချို့သိမ်းဆီးနိုင်ခဲ့ကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်မှုအတွင်ချင်းညီနောက်တပ်ဖွဲ့ဝင်များဘက်မှအထိခိုက်မရှိဘဲပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းအသိပေးထားပါသည်။အကြံဖက်စစ်တပ်ကတီတိတ်မြို့လူအဝယ်အထွက်ကိုထိန်းချုပ်နိုင်ရန်ဂျိုးပန်းနေခြင်းဖြစ်ပြီးချင်းညီနောက်တပ်ဖွဲ့က မျိုးအဝင်ခိတ်ကိုပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း PDF ဆိုလန့်ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမုံရွာမျိုးအဝင်ရေဦးဆန်ဆိုင်ဂိတ်တွင်တက်ဆွဲထားသောစစ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးနေဆွဲတဲ့တွင်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမျိုးအဝင်ရေဦးဆန်ဆိုင်ဂိတ်တွင်အထိုင်ချတက်ဆွဲထားသောအကြံဖက်စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်းဒေသရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ28ရက်နေ့ညနေ9:45မိနစ်ခန့်တွင် ုံရွာမြို့အပွင့်ရေဦးဆန်ဆိုင်ဂိတ်တွင် အထိုင်ကျတပ်ဆွဲထားသောအကြံဖက်စစ်သားများကိုဒေါ်လာရီတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးကဒေါ်လာရီရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။မုံရွာမြို့အပွင့်ရေဦးဆန်ဆိုင်ဂိတ်မှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုဝန်ရောက်ပစ်ခတ်တယ်လို့သိရတယ်။ခမန်းကြီးစစ်ခွေးနှစ်ကောင်သေဆုံးနိုင်တဲ့စစ်ခွေးဘက်ကတရားရတာတွေလည်းရှိတယ်။စစ်ခွေးတွေဘက်ကတော့ပြန်ပြစ်တင်ဆက်တဲ့နှစ်နဲ့ ရမ်းပစ်တယ်အဲ့ဒီကိတ်မှာစစ်ခွေးအင်အားစေကောင်ကျော်လောက်ရှိတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသည့်ဒေါ်လာရေးတစ်ခွက်များကလှုပ်ဆောင်ခဲ့သည့်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဒေတာရင်းသတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်ဆက်လက်ပြီးတန့်စိန်မြို့နယ်မူးတိမ်ပြူစောတိရွာကုန်တိုက်ခိုက်သိမ်းပိုက်မှုလက်နက်၅လက်နဲ့စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းတန်းစင်မြို့နယ်မူးတိတ်ပြူစောတိပါကိုတိုက်ခိုက်သိမ်းပိုက်ရောက်လက်နက်ငါးလက်နဲ့စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းဒူဝင်ပြည်သူ့ကောက်ခွဲရေးအဖွဲ့ရေးဦးမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်ရှင်းနေနိုဝင်ဘာလ28ရက်နေ့နံနက်၄နာရီခန့်မှစတင်ပြီးတန်းစင်မြို့နယ်မူးတိတ်ပြူစောတိပါကိုတော်လရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနံနက်၈နာရီခန့်တွင်သိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါရယ်တိုက်ပွဲအတွင်းမူးတိတ်ပြူစောတိရွာမှစစ်သားနှင့်ပြူစောတိများထွက်ပြေးတိမ်းရှောက်သွားပြီးအကြံဖက်စစ်သားများထံမှာ လက်နက်၅လက်နဲ့စစ်သုံးဆောင်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ဘက်မှလည်းတရားဥလီတပ်မှတက်လာသော Jet Fighter တစ်စီးကနှစ်ချိန်လေးချောင်းတိုက်ခိုက်ခဲ့ပြီးဟုံးမလင်းမှတက်လာသောဝိုင်းထွေးလေယာဉ်ကလည်းဘုံ80လုံးခန့်ဆနဲ့ချိန်ကျဲချတိုက်ခိုက်ခဲ့ကြောင်းကမ်ဘလူ6600တပ်မှအကြံဖတ်စစ်သားများကလည်းတိုက်ပွဲဖြစ်ပွားရာနေရာကိုဟောင်ဝစ်စာလက်နက်ကြီးဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒီနေ့နဲ့နဲ့၄နိုင်လောက်မှစပီပူစောတီပါကိုတော်လည်ရဲ့အဖွဲ့တွေစတင်တိုက်ခိုက်ခဲ့တာနည်းနည်း၈နိုင်မှသိမ်းပိုက်နိုင်ခဲ့တယ်။ ရန်သူလက်နက်ငါးလက်နဲ့စစ်အုံဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိပါတယ်ဟုဒူဝင်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ရေဦးမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘူဟာ52ပေါ်ဦးစစ်တောင်တန်းဆယ်မြို့နယ်ပါကဖောင်ရွှေဘိုခရိုင်အမှတ်25တရင်ပြည်သူ့လူမျိုးရေးတပ်မတော် PLA ဒူဝင်ရေဦးမြို့နယ်အဖွဲ့ဝင်းတပါလာရေဦးမြို့နယ်အဖွဲ့ဒရုန်းဖို့တန့်စေတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။ဆက်လက်ပြီးမင်းလာတွင်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးတိုက်ပွဲဖြစ်ပွား မုံရွာမန္တလေးလမ်းပိုင်းတွင်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေတိုင်းအထက်မင်းလာမြို့နယ်အရှိတ်ချမ်းကိုစစ်ကြောင်းထိုးရန်ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဗမာပြည်ကာကွယ်ရေးတပ် USPA မှပြန်ကြားရေးတာဝန်ခံကိုသာချိုကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ26ရက်နေ့နာရီ10:30မိနစ်ခန့်တွင်အထက်မင်းလာမြို့နယ်အရှိတ်ချမ်းကိုစစ်ကြောင်းထိုးရန်ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းမင်းတဲကြီးကြီးပါအနီး တရက်မင်းလာလမ်းပိုင်းတွင်ဒေါ်လာရေးတက်ခွဲများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေဒေါ်လာရေးရဲပေါ်များအထူးကံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။မင်းလာမျိုးနဲ့နှစ်မိုင်သုံးမိုင်ရှိတဲ့ကုန်းကြီးကပါစ30နဲ့မင်းလာမျိုးပေါ်မှာရှိတဲ့အင်အားနဲ့သူတို့စူပေါင်းအင်အားခွေးကားလေးစီးနဲ့ဒီနေ့မနက်အစောပိုင်းမှာမင်းလာဘက်ကနေစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်စစ်ကြောင်းထိုးလာပြီးတော့ မြောင်ဝိုင်းလမ်းပေါက်လောက်ရောက်တဲ့အချိန်မှာသူတို့ကားတွေရက်ပြီးတော့ဒရုန်းတွေလွတ်တယ်ပြီးတော့ဆင်းလျှောက်တယ်အဲ့ဒီစစ်ကြောင်းနဲ့ထိတွေ့ဖြစ်ခဲ့တာပေါ့စစ်ခွေးတွေဘက်ကလည်းတတိထားပြီးတော့ဒရုန်းတွေရောခြေလျင်တွေရောစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်စစ်ကြောင်းကလည်းဒီကြောင်းနဲ့မဟုတ်ဘဲနဲ့ဘေးတွေမှာဖြန့်ပြီးတော့မတင်ငါတဲ့နေရာတွေကိုကားလန်းအတွင်းတွေကဝိုက်ပြီးလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခင်းယူထားတဲ့နေရာတွေနဲ့တိုးပြီးတော့မှထိတွေ့ဖြစ်သွားတဲ့သဘောတွေပါစစ်ခွေးသေစင်းကတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေတုံးပါပဲ ကျွန်တော်တို့ရေးပေါ်တွေအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဗမာပြည်ကာကွယ်ရေးတပ် USBA မှပြန်ကြားရေးတာဝန်ခံကုသချိုကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို United State of Burma Army USBA မှရေးပေါ်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူများအနေဖြင့်တနိုင်သမျှအသွားအလာမပြုလုပ်ကြရန်ဗမာပြည်ကာကွယ်ရေးတပ် USBA မှပြန်ကြားရေးတာဝန်ခံကုသချိုကဆက်လက်ပြောဆိုပါတယ် အလားတူစကိုင်းတိုင်း၆ဦးမြို့နယ်မုံရွာမန္တလေးအမြန်လန်နေရီကန်ကိမှာထွက်လာသောအချမ်းဖက်စစ်တပ်စစ်ကြောင်းကိုစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း The Pentagon ၅တောင်ကျဲမှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောပါရယ်နိုဝင်ဘာလ26ရက်နေ့နနက်၈နာရီခန့်တွင်၆ဦးမြို့နယ်မုံရွာမန္တလေးအမြန်လန်နေရီကန်ကိမှာထွက်လာသောအင်အား30ကျော်အချမ်းဖက်စစ်ကြောင်းကိုရေပိုစာဖုံးကြီးကြောင်းအနီးတွင်တော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်မှထိခိုက်သေးဆုံးမှုရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိပေဒေါ်လာရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးတည်စင်းကတော့မတိရသေးဘူးကျွန်တော်တို့ဆက်လက်စုံစမ်းစေပါစစ်ခွေးဘက်ကတော့ထိခိုက်တာတော့များတယ်ကျွန်တော်တို့သွားပြီးစစ်ဆေးကြည့်တဲ့အခါမှာသွေးကွက်တွေရင်ယူနီဖောင်းအစတွေတွေ့ခဲ့တယ်ကျွန်တော်တို့ထောက်လန်းလို့တော့မရသေးဘူးထိခိုက်တာတော့များပါတယ် အဲ့ဒါကတော့တည်ကြပါတယ်စစ်ခွေးဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပါတယ်စစ်ခွေးတွေဘက်ကလက်နက်ခရမ်းများတင်စီရမိတာတော့မရှိပါဘူးကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ပါတယ်ဟု The Pentagon 9000ကျင်းမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Pentagon 9000ကျင်း LPDF နဲ့မြေဦးလူငယ် LPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်